အခုဗီဒီယိုထဲမှာဂျီရီတင်ချာရဲ့အမှတ်ပေးခွဲဝေပုံနဲ့ raw score skill score တွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ဆောင်ပွဲမှာအမှတ်များများကောင်းကောင်းရအောင်စာဝစနစ်တကျဘယ်လိုလေ့လာမလဲဆိုတဲ့အကြောင်းလည်းပြောပြပေးသွားမှာဖြစ်ပါတယ်။ဂျီရီမှာအမှတ်ခွဲဝေပုံကအမှတ်ကတချို့တို့တွက်တာဒီတရားပေါ်မှာပဲဒါတို့သမီးတို့တွက်ပါတယ်။တတရားအထီးကဒါတို့သမီးတို့ပေးထားပြီးသားတရားအထက်ကနေ144ဆိုရင်ဒါတို့သမီးတို့ passing score ကိုမရပါဘူး။ 145ကနေ164ထိမှာကလေးတို့သည် passing score ကိုရတော့ပါပဲအဲ့လောက်ထိကတော့လွယ်လွယ်ကူကူနဲ့ကလေးတိုင်းရနိုင်ကြပါတယ် အဲ့တော့တော်တော်များများကလေးတွေဒီ GD Math မှာ185အထက်တွေရတာဒီလွယ်လွယ်ကူကူနဲ့ practice teacher လောက်ထားတယ်တေချာလေးကျင့်ထားပြီးတော့အမြဲတမ်းထိတွေ့နေမယ်ဆိုရင်185အထက်ကိုလွယ်လွယ်ကူကူရကြပါတယ်ကလေးတော်တော်များများဒီ165နဲ့185ကိုတော့ GD College Ready Score လို့ဒီစရိုးသတ်မှတ်ကြပါတယ် အဲ့တော့ဥပမာ engineering သွားခြင်းတဲ့ကလေးမျိုးကတော့ GD math ဆိုပါတော့မှာ185အထက်လောက်ရထားရင်တော့ပိုပြီးတော့အဆင်ပြေပါတယ်။ GD က official အနေနဲ့185အနည်း200ဒီက college ready နဲ့ credit score ဖြစ်ပါတယ်။ အဲ့တော့ perfect score လို့ပြောတာဒီအမှတ်200မှာ200လုံးအပြည့်ရတဲ့ဟာဒီ perfect score ပါရနိုင်တဲ့ကလေးတွေရခဲ့တဲ့ကလေးတွေလည်းအမြောက်အများရှိခဲ့ပါတယ်အဲ့တော့အဓိကဘာလုပ်ရမလဲဆိုရင်ဒါတို့သမီးတို့ကနီးစနစ်မှန်မှန်လေးနဲ့ practice တိချလုပ်မယ် resource လေးတွေတိချစုဆောင်းပြီးတော့ notes လေးတွေကိုကိုယ်တိုင်ထုတ်ပြီးတော့လေ့ကျင့်မယ်အမြဲတမ်းတွက်နေချမ်းနေမယ် calculation လုပ်တဲ့ ဘာသာဖြစ်တဲ့အတွက်ကြောင့်မလို့တီချယ်တို့ဒီမျက်စိနဲ့ကြည့်ပြီးတော့လေ့ကျင့်လို့မရပါဘူး mask က mask ကိုတော်ခြင်းနဲ့ဆိုရင်တီချယ်တို့များများတွေ့ရမယ်စာအုပ်မှာများများလေ့ကျင့် scan စာအုပ်မှာများများချတွတ်မယ်ကိုကိုတိုင်းလေ့ကျင့်မှာကိုကိုတိုင်းတွတ်မှာပို့ပြီးတော့ထူးချွန်လာပါလိမ့်မယ် နောက်တစ်ခုအနေနဲ့ဒီချက်ပြောပြပေးမှာ GDT mathematical reasoning မှာ raw score နဲ့ scale score ဆိုပြီးနှစ်ပိုင်းရှိတယ်အဲ့တော့ raw score ဆိုတာဘာလဲ number of points you earn on test based on the question you answer correctly ဒီတားတို့တမီတို့တေချာဖြေဆိုတဲ့မေးခွန်းတွေထဲမှာမှန်တဲ့အပုတ်အရေးအတွက်ကို တွက်ကြည့်ပြီးတော့တွက်ချက်တဲ့ဟာကို raw score လို့ခေါ်ပြီးတော့ scale score ဆိုတာဒါတော့တမီးတို့ဒီ raw score ပေါ်ကနေပြန်ပြီးတော့တရာကနေ200ပြန်ပြောင်းတဲ့ score ကို scale score လို့ခေါ်ပါတယ်။ဥပမာဒါတော့တမီးတို့က32ပုတ်အောက်ပဲမှန်ခဲ့ပါတယ်ဆိုရင်ဒါတော့တမီးတို့က passing score ကိုရမှာမဟုတ်ဘူး။145အောက်ကိုရောက်သွားလိမ့်မယ်။ 32ပုတ်ကနေ36ပုတ်ကိုဒါရုသမီးတို့မှန်မှန်ကန်ကန်ဖြည့်ဆူလာနိုင်တယ်ဆိုရင်အမှတ်ဒီ145နေ164မှတ်အတွင်းကိုဒါရုသမီးတို့ရမှာဖြစ်ပါတယ်38ပုတ်နဲ့အပုတ်40ကြားမှန်နေဆိုရင် collect ready ဖြစ်တဲ့165နဲ့ဒါရုသမီးတို့ရမှာဒီ185အမှတ်အတွင်းကိုရပါလိမ့်မယ်အပုတ်40အထက်ကိုဒါရုသမီးတို့ဖြည့်ဆူလာနိုင်ပြီဆိုရင်တော့ဒါရုသမီးတို့ဒီ credit score ဖြစ်တဲ့185အထက်ကိုဒါတော့တပြီလို့ရနိုင်ပါတယ်။အဲ့တော့ဥပမာ less than greater than ဖြစ်တဲ့ inequality လေးက part 1မှာ calculator မသုံးရမဲ့အပိုင်းလေးမှာမေးတယ်။အဲ့လိုပုံစံလေးကိုဥပမာ minus a is greater than 23ဒီလိုပုံစံမှာဒါတို့တမီးတို့ကဟာမမှားပြီးတော့ဖြေခဲ့တယ်။ a is greater than negative 23လို့ဖြေဆိုခဲ့ရတော့ ဒါတို့သမီးတို့ရော့နိုင်တာဒီရနိုင်အဲ့လိုတပုတ်လေးပဲဒါတို့သမီးတို့မှားခဲ့တယ်ဆိုရင်ဒါတို့သမီးတို့ရဲ့အမှတ်ဒီ190နဲ့ခွန်198လောက်မှာရက်သွားနိုင်တယ်ပါတယ်အဲ့တော့တပုတ်ကိုဒီချက်ရေးနှစ်မှတ်ပေးလားသုံးမှတ်ပေးလားအဲ့လိုအတိအကျကြီးတော့တို့မှမရှိပါဘူးတို့မိကွန်းရဲ့ weight ပုံမူတည်ပြီးတော့ပေါ့မိကွန်းရဲ့ uh, difficulty level ပုံကိုမူတည်ပြီးတော့အမှတ်ပေးတဲ့ပုံလေးပါ။တော့နောက်တစ်ပိုင်းအနေနဲ့ဒီချက်ပြောရရင် GD task ကိုဖြစ်ဆိုဖို့ဘယ်လို prepare လုပ်ထားတယ်လဲ။အဓိက how to prepare GD task GD task ကိုလွယ်လွယ်ကူကူနဲ့ဖြေဆိုဖို့အတွက်ဆိုရင်တအားတော့ဟာ practice များများလုပ်တဲ့ practice caution တွေအများကြီးရှိပါတယ် resource တွေဒါတို့သမီးတို့အတွက်အများကြီးပဲလွယ်လွယ်ကူကူနဲ့ရနိုင်နေတဲ့အချိန်မှာဒါတို့သမီးတို့ဒီ practice test တွေအများကြီးဖြစ်ကြီးတဲ့နေဒါတို့သမီးတို့ဟာကိုယ့်ဟာကိုယ် subsidy လုပ်လို့မရဘူးဆိုရင် class တွေ join လို့ရတယ်အဲ့မှာ online free class တွေလည်းအများကြီးရှိပါတယ် video class တွေလည်းအများကြီးရှိတယ်ဒီလိုဟာမျိုးတွေလည်းဒါတို့သမီးတို့ဟာ YouTube တို့ဘာလို့မှ free channel တွေရနေပြီးတော့ဒါတို့သမီးတို့လေ့လာလို့လည်းရပါတယ် self study လုပ်တဲ့အခါမှာကြီးကြီး workbook လေးတွေ flash card လေးတွေတခြား resource တွေ resource စာအုပ်တွေအများကြီးရှိပါတယ်ဒီချက်လည်းဒီ workbook ထဲမှာပါတဲ့ chapter like ကိုဒီချက် channel တွေမှာလည်းဒီချက်အများကြီးပဲ sharing သားတို့တမီးတို့ကိုပြန်လုပ်ပေးထားပါမယ်ပြီးရင်သားတို့ကတမီးတို့ကအမှတ်ထားရမှာသင်ချာက တင်ချပြတဲ့အခါမှာအမြဲတမ်း relax ဖြစ်နေဖို့လိုတယ်။ကိုကိုကို relax ဖြစ်နေမှတကယ်တမ်းသားတို့သမီးတို့သွားဖြေတဲ့နေကြရင်ဒီအုံနောက်ကစဉ်းစားနိုင်တဲ့တွေးခေါ်နိုင်တဲ့အုံနောက်တွေပို့ပြီးတော့ fresh ဖြစ်နေမှာ။နောက်တစ်ခုကတင်ချကိုကြောက်စရာမလိုပါဘူး။ It's not your ex. It's your crush. တင်ချကိုကိုနှစ်သက်လာအောင်လို့တိချေတို့ဘယ်လိုလုပ်ရမလဲဆိုတော့အမြဲတမ်း practice လုပ်ရမယ်။ အမြဲတမ်းလေ့ကျင့်နေရမယ်လေ့ကျင့်နေတော့မှထိတွေ့နေတော့မှသင်္ချာကကြောက်စရာမဟုတ်ဘူးဆိုတာဒါတို့သမီးတို့သိလာမယ်နောက်တစ်ခုဒါတို့သမီးတို့ဒီမှတ်ထားဖို့อ่ะ right preparation နဲ့လေ့ကျင့်ရမယ် resource တွေ material တွေကိုကောင်းကောင်းမှန်ကန်တဲ့ပုံစံနဲ့အသုံးချပြီးလေ့ကျင့်တင်ပါတယ်တေးသေးချာချာစနစ်တကျလေ့ကျင့်လို့ရှိရင်ဒါတို့သမီးတို့လွယ်လွယ်ကူကူနဲ့ဒီ test တစ်ခုလုံးကိုဖြည့်ဆုံးနိုင်ပါစောင့်မွေးဖြည့်နေတဲ့အခါမှာလေ ဆမစ်မလုတ်ခင်မှာအိစမနာလက်ထဲကိုမအပ်ခင်မှာဒါတို့တမီတို့က double check triple check ပြန်လုတ်တင်ပါတယ်အချိန်မပြည့်ဘဲနဲ့ဒါတို့တမီတို့ထွက်လာတာမျိုးမလုတ်တင်ဘူးလို့ဒီချက်အကြံပြုပါတယ်အဲ့ဒါလေးတွေတတိထားပြီးတော့ဒါတို့တမီတို့ prepare လုပ်မယ်ဆိုရင်သင်ချာကိုလွယ်လွယ်ကူကူနဲ့ဒါတို့တမီတို့ဖြေဆိုနိုင်ပါလိမ့်မယ် နောက်လာမယ့်ဗီဒီယိုတွေမှာလည်းသင်္ချာနဲ့ပတ်သက်တဲ့တည်ထားရမယ့်အကြောင်းအရာတွေ GD သင်္ချာ SCD သင်္ချာ IGCSE သင်္ချာ Pre-calculus အကြောင်းလေးတွေကိုထပ်ပြီးတော့ရှင်းပြပေးသွားမှာဖြစ်ပါတယ်